အလုတ်သမားတွေအခွေအရေးအပြည့်အဝရရှိဖို့အလုတ်သမားတွေတောင်းဆိုတောက်ပွဲဝင်လာခဲ့တာဟာဒီနေ့ထိပါပဲမေလာတရနေ့ဟာ135ကြိမ်မြောက်ကမ္ဘာအလုတ်သမားအနေနဲ့ဖြစ်ပါတယ်ဒီနေ့မှာတော့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့အလုတ်သမားတွေကဆက်ရုပ်အလုတ်ယုံတွေနိုင်ငံတကာကုမ္ပဏီတစ်စိတ်ပိုင်ရှင်တွေနိုင်ငံတကာအလုတ်သမားလူအခွင့်အရေးအဖွဲ့အစည်းတွေနဲ့နိုင်ငံရေးအင်အားစုတို့ကို တောင်းဆိုစာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ် တနေ့မှာအလုတ်ချိန်၈နာရီအတွက်အ ਨੇ ဆုံးလောက်ခလာစာ၂တောက်ချက်ပေးဖို့ဘေးကင်းလုံခြုံတဲ့လုပ်ငန်းခွင်နဲ့စံမိုင်ဆောက်ရှောက်မှုပေးဖို့အတင်းအကျပ်အချိန်ပိုစိတ်ခိုင်းတာတို့ကိုရပ်တန့်ပေးဖို့တောင်းဆိုခဲ့ပါတယ် ဒါအပြင်အမျိုးသမီးလစစ်တုံးပစ္စည်းတွေအခမဲ့ထားပေးဖို့ကိုယ်ဆောင်စင်နဲ့ယာတိလာစင်မှာစံတမချက်တွေအတိုင်းမခိုင်းဖို့နဲ့အလုတ်သမားတွေကိုကိုစားမပြုတဲ့အတူရောင်အလုတ်သမားတွေကိုအတင်းအကျပ်မပုံတင်ခိုင်းတာတွေကိုရတပ်ပေးဖို့စက်ရုံအလုတ်ရုံပိုင်ရှင်တွေကိုအလုတ်သမားတွေကတောင်းဆိုထားတာပါမြန်မာနိုင်ငံကစက်ရုံတွေမှာလောက်အနှံ့ကြတဲ့နိုင်ငံတကာကုမ္ပဏီတစ်စုံပိုင်ရှင်တွေအနေနဲ့လုပ်ငန်းခွင်အတွင်း ခွင့်အရေးချုပ်ပေါင်းမှုတွေကိုထိတိယောက်ယောက်တာဝန်ယူဖြေရှင်းပေးဖို့နဲ့အနေဆုံးလုခလာစာ တရက်၂000ကျပ်ပေးနိုင်ဖို့အတွက် လုပ်ငန်းရှင်တွေနဲ့ပူးပေါင်းဆောင်ရွက်ပေးဖို့လည်းတောင်းဆိုထားပါတယ်စစ်ကောင်စီက အရမဆမှုထန်စင်းရင်သွင်းပြီးပေါ်တာဆွဲတာနဲ့ရွှေပြောင်းလုပ်သားတွေကိုနေရပြန်ပို့ပြီးစစ်မှုထန်ခိုင်းတော်တို့ကို နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့တားဆီးပေးဖို့ပြည်တွင်းပြည်ပသမဂအဖွဲ့တွေလွတ်လပ်စွာဖွဲ့စည်းနိုင်ဖို့နဲ့စီဒန်အန်ဝန်တန်းတွေကိုကူညီပေးနိုင်ဖို့နိုင်ငံတကာအလို့သမားလူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့နိုင်ငံရေးအင်အားစုတွေကိုလည်းမြန်မာနိုင်ငံအထွေထွေအလို့သမားသမဂများအဖွဲ့ချုပ် FGWN ကတောင်းဆိုခဲ့ပါတယ် ဒီနေ့မှာကြားရောက်တဲ့ကမ္ဘာလုံသမားနေကိုတော့ပြည်ပနိုင်ငံအသီးသီးမှလုံသမားတွေကိုစားတောင်းဆိုချက်တွေနဲ့အတူကျင်းပပြုလုပ်တာတွေလည်းရှိခဲ့ပါတယ်ရှင်။